စစ်ကောင်စီတပ်ရဲ့ဘုံတဲတိုက်ခိုက်မှုကြောင့်လူပေါင်းတရာစင်လောက်ထိပွဲချင်းတေဆုံးသွားခဲ့တဲ့မိုင်းဟုံးကြီးရွာကဥဝရဲ့ရစရာမရှိအောင်ရုပ်ရင်းပျက်စီးသွားတဲ့နေအိမ်ငွေတွေဖြစ်ပါတယ်။အဲတေဆုံးသွားတဲ့နေရာထဲမှာဥဝရဲ့မီတာစုဝင်ခနိုးဦးထိပါဝင်ခဲ့ပြီးတချိန်ကမီတာစုဝင်ကိုဦးထိရှိခဲ့တဲ့ဥဝဟာအခုတော့သူနဲ့ဆယ်နှစ်နှစ်ရွယ်တမီးဖြစ်တို့နှူးပဲကြန့်ရှိခဲ့ပါတယ်။ဒီကနေ့အောက်တိုဘာ9ရက်နေ့လယ်12နာရီဝန်းကျင်လောက်မှာတိုင်းအတက်မတော် PSF DNA ထိန်းချုပ်ထားတဲ့ကြောင်မဲမြို့နယ် မိုင်းလုံးမျိုးမိုင်းဟုံးကြီးရောက်ကိုစစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ Jet Fighter လေးနဲ့အကြောင်းမဲ့ဘုံချဲတိုက်ခိုက်သွားခဲ့ပါတယ်။စစ်ကောင်စီကျဲချတိုက်ခတ်ခဲ့တဲ့ဘုံဟာအသက်50ကျော်ဦးအောင်ရဲ့နေအိမ်ပေါ်တက်တက်ကြာရောက်ခဲ့ပြီးတရင်ချုပ်ကာလဖြစ်တာကြောင့်မီတာစုဝင်နေတဲ့နေအိမ်ထဲဆုံဆုံနေနေရှိနေခြင်းဖြစ်ပါတယ်။ စကောင်စီတက်ကလေရင်နဲ့ဘုံကျဲတိုက်ခတ်ခဲ့စဉ်ဥဩဟာရွာထဲကနေရင်တခုမှသွားလည်နေခြင်းဖြစ်တာကြောင့်အသက်ဘေးကနေကက်တီလေးလွမြောက်လာခဲ့တယ်လို့ဥဩကရွှေပြည်မြေကိုပြောပါတယ်အသက်ရှင်ကျန်ရစ်ခဲ့တဲ့အသက်၁၂နှစ်အရွယ်တမီးဖြစ်သူကတော့မိုးကုတ်နယ်ထဲကအမျိုးသမီးတွေစီမှာရှိနေတာကြောင့်ကံကောင်းပြီးအသက်ရှင်လွမြောက်လာခဲ့ပါတယ်ဒါဟာစက္ကပိုင်းတွင်းမှာပဲမီတာစုဝင်ခုနှစ်ဦးကိုဥဩတယောက်ရုတ်တရက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်ဟုတ်ဟုတ်ဒါစင်ဒီမှာဒီမှာလေသူတို့အမိတေသွားတဲ့ဟာ နိုင်ဘူးဘူးလဲဘယ်မှမသွားသေးဘူးလေအလုပ်စီးတယ်လေနေမှာပဲလေရွာမှာပဲလေပြေပြောပပနဲ့ဟောတယ်မလားမနေ့ဖြန်လာတပက်ခါလက်ပိကျော်တရက်လာနေရက်လာဆိုရင်သူများအလုပ်တော့အလုပ်ချင်းကိုနဲ့ကိုနေရာစီးတယ်ဆိုရင်တော့သူများသွားပါဒါအဲဖြစ်တင်ပြထိုင်နေကိုလာဖြစ်ပြီးသွားတာပေါ့တော့လောလောဆယ်ကနေဥဝါနဲ့ကိုခုနှစ်ယောက်နဲ့ဖြစ်သွားပေါ့တာသမီးတွေလေအကက်နားလေးတွေဒီအောက်မှာလေဒီနားအိမ်ကျတော့တွားပြီးထိုင်လိုက်တာနစက်ကမင်းနော် ။ဒါကျွန်တော်လွတ်သွားတာ။အဲကျွန်တော်ကွဲသွားပြီ။ကျွန်တော်အမျိုးသမီးကဒီဒီအောက်မှာနော်ကျွန်တော်အိမ်ဆေးမှာပဲကြာသွားတယ်။အဲဖြစ်သွားပြီဆိုရင်တော့ပေါင်လေးပြတ်သွားတယ်။မျက်နှာလေးစကားကြီးပေါက်ပြီးဖြစ်သွားတာ။မှသမီးကခြေပြတ်လက်ပြတ်ကောင်းပြတ်ပဲ။ဒီအလေပိုင်းမှာပဲပိုက်မှာပဲကြံတော့တာ။တေဆုံးတွေထဲမှာဥဩရဲ့အမျိုးသမီးဖြစ်သူဒေါခင်ပေါဝင်တမီးဖြစ်သူမိုခမ်း ခင်ပလာစင်တဲ့မြေဖြစ်သူအသက်နှစ်နှစ်အရွယ်ဆိုင်းဦးနဲ့အသက်၈နှစ်ရဲ့မြင့်အောင်ပါဝင်တမက်ဖြစ်တော်ဦးအိုက်ထိုက်တို့လည်းပါဝင်ပါတယ်။ဒါပြင်လေရင်နဲ့ဘုံကျဲတိုက်ခိုက်စဉ်ဦးဝရဲ့နေမှာအလဲလာနေတဲ့ဒေါ်ခမ်းအောင်ဒေါ်အေးမေဦးအောင်စာဦးဆန်ပွင့်ဦးအိုက်ကြတို့လည်းပါဝင်ခဲ့ပါတယ်။စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ဦးဝရဲ့နေတစ်ခုလုံးပျက်စီးသွားခဲ့ပြီးအဲထဲမှာရှိနေတဲ့ငွေသား3000ကျော်ပါဝင်စပါးနဲ့အိမ်ထဲရှိပစ္စည်းတွေအကုန်လုံးပျက်စီးရှုံရှုံသွားခဲ့ရပါတယ်။ မိသားစုဝင်ဆုံဆုံလင်းလင်းနဲ့အိမ်ပိုင်ဖြစ်ခဲ့ပေမဲ့လက်ရှိမှာတော့ဦးရောဟာနေစရာမရှိတော့တာကြောင့်တောင်ရဲထဲမှာရှိနေတဲ့တဲရင်လေးတစ်ခုထဲမှာအဝတ်တထည်ကိုတစ်ခုနဲ့ဘဝကိုဖျက်သိမ်းနေရပါတယ်။ကျွန်တော်အိမ်မှာနော်နထအိမ်နော်စီဆိုင်ရောက်တာလန့်အတဲ့ဆိုတော့လူစီတာလေစပန်းနော်ကျွန်တော်တို့နဲ့နှစ်ရာကျော်အလကရှုံးတော့တာတာခမ်းမချင်းနော် ပြန်ပြီးရမယ်ဆိုရင်စေတင်းလောက်ပဲပြန်ရတာလုံးလုံး သမင်တနာမမစားနိုင်တော့လူလည်းမမြင်စေချင်တော့အတန်တော်မှမကြချင်တော့တယောက်ထဲဦးဖဲတော့ပုံပြီးနေတဲ့ငါအတေကန်စီမယ်ဆိုရင်တော့ပြန်ပြလာပုံကဲထီတော့တီးပါစီကွာလို့တာနဲ့မဖြစ်နိုင်တော့ဘူးကျွန်တော်တို့တာတမီကတယောက်အငယ်ကဆက်နှစ်ပဲရှိတယ်ဆိုဂျန်နေတယ်လို့ဆိုတော့ကျွန်တော်ပြန်တွေးလိုက်တာစိတ်ကအာယူသွားတာလည်းမဖြစ်ဘူး အော်တိုဘာ9ရက်တရက်ထဲမှာပဲမိုင်ဟုံးကြီးရကိုစစ်ကောင်စီတပ်ကနှစ်ကြိမ်ပုံကျဲတိုက်ခတ်ခဲ့ပြီးနေ့လယ်ပိုင်းပုံကျဲတိုက်ခတ်မှုမှာတော့အရတား12ဦးတိတေဆုံးခဲ့ပြီးညနေပိုင်းပုံကျဲတိုက်ခတ်မှုမှာတော့ရခန်ဦးထပ်မံတေဆုံးသွားခဲ့ရပါတယ်ဒါ့အပြင်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခတ်မှုကြောင့်မိုင်ဟုံးကြီးရကနေအိမ်9အိမ်မီးလောင်ပြကြပျက်စီးသွားခဲ့ရပြီးတော့နေအိမ်ပေါင်း20နီးပါးကတော့ဘုံစားထိမှန်ပြီးပျက်စီးသွားခဲ့ပါတယ် လက်ရှိချိန်ထိပျက်စီးသွားတဲ့နေအိမ်တွေကိုရွာခန်းတွေပြန်မပြုတ်ပြင်နိုင်သေးတာကြောင့်ရွာခန်းတွေဟာတောင်ရထဲမှာတဲထုတ်ပြီးတော့နေထိုင်နေကြပါတယ်။နေအိမ်ကြီးလောက်ပျက်စီးသွားတဲ့နေရာမှာဥမောင်အေးရဲ့နေအိမ်လည်းပေါင်းဝင်ပါတယ်။မိသားစုဝင်ခုနှစ်ဦးအသက်ဘေးကနေလွတ်မြောက်လာခဲ့ပေမဲ့လက်ရှိမှာတော့နေအိမ်ဆရာမရှိတော့တဲ့အပြင်အိမ်ထဲမှာရှိနေတဲ့ပစ္စည်းတွေအကုန်လုံးမီးလောင်ပျက်စီးကုန်တာကြောင့်ဘဝကိုအစကနေပြန်ဆနေရတယ်လို့ဥမာဝေကပြောပါတယ်။အစ်မဝယ်ထားတဲ့ပါရတဲ့ပြင်အစ်မတိုက်ထားတဲ့ပါရတဲ့ စပားဆိုပါပါရတယ်နဲပန်းရှိတော့အဲဟုတ်တယ်ပြရတယ်အာဒီအဲအဲအဲဆောက်ဖို့မှာတွတ်ဘဝယ်ထားတယ်ဒီတာမိုးဝယ်ထားတယ်တာနုဝယ်ထားတယ်လေးလေးမှဝယ်ထားတယ်နင်ဒီတိုက်တိုင်မဲ့တိုက်ထားတယ်နင်ဒီအပင်နဲ့တိုက်ထားတယ်ဒီနေ့မှမူပြီးမှအင်းတိမှဆောက်ဆောက်ဆောက်ရမယ်နင်အင်းတိမှမဆောက်ရတဲ့ဟိုဒီမိုးအခုမှဖြစ်သွားပြီနင် မိုင်ဟုံးကျေးရွာဟာနောင်ချိုမိုးကုတ်လမ်းပိုင်းမှာတည်ရှိတဲ့ကျေးရွာလေးတစ်ရွာဖြစ်ပြီးရှမ်းလူမျိုးတွေအများစုနေထိုင်တဲ့ကျေးရွာလေးဖြစ်ပါတယ်။တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ရွာလေးကိုခုလိုဘုံကျဲတိုက်ခိုက်တာဟာရဲတပ်တွေကိုရဲချက်ရှိရှိပြစ်မှတ်ထားတိုက်ခိုက်တာဖြစ်တယ်လို့ရွာခန့်တွေကပြောပါတယ်။စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့အောက်တိုဘာလအတွင်း PSF DNA ထိန်းချုပ်ထားတဲ့ကြောင်မဲမိုင်းလုံးမိုင်းကော့နမ်တူနမ်ဆန်မုတ်ကုတ်နဲ့မန်တုံမြို့နယ်တွေကိုလေရင်နဲ့ဘုံဆက်တိုက်ကျဲချတိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီအော်တိုဘာလအတွင်းတန်းတက်ထိန်ချုပ်ဒေသမှာစီကောင်စစ်တပ်ကလေကြောင်းတိုက်ခတ်မှုအကျဉ်း40နီးပါးပြုလုပ်ခဲ့တယ်လို့ PSF DNA ကထုတ်ပြန်ပါတယ်။စီကောင်စစ်တပ်ပုံကျဲတိုက်ခတ်မှုကြောင့်ရတ္တာ49ဦးထိတေဆုံးပြီးထိခိုက်ဒဏ်ရာရသူ82ဦးထိရှိခဲ့တယ်လို့ DNA ရဲ့အစည်းအဝေးကဖော်ပြပါတယ်။ပြီးခဲ့တဲ့အော်တိုဘာ29ရက်နေ့ကစပြီးတရုတ်နိုင်ငံဂျောင်းဝင်ဆစ်ဆက်မှုရစီကောင်စစ်တပ်နဲ့ DNA တို့ကြားအပြစ်ရဖို့တဘောတူခဲ့ပြီးစီကောင်စစ်ရဲ့လေကြောင်းတိုက်ခတ်မှုတွေလည်းရပ်တန့်ခဲ့ပါတယ်။ ဒါပေမဲ့အဲ့ဒီပြည့်ရက်မှုကဘလောက်ကြာရှည်ခံမလဲဆိုတာဗဟေတိလို့ဖြစ်နေတယ်လို့ဆိုကြပါတယ်။စကောက်စီရဲ့လေရင်ဘုံတန်ကြောင့်မိသားစုဝင်ကလူဆုံးရှုံးခဲ့ရတဲ့ဥရောကတော့အခုလို့ဖြစ်ရက်ဆိုးကိုချားတူတွေထပ်မကြုံရဖို့ကိုပဲဆူတောင်းနေကြပါခင်ဗျာ။ကိုနေတီတိုင်းနဲ့ပြန်ဆောက်ပြီးမှ